ျွန်တော်ဒီ Photoshop တွေ Premiere Pro တွေ After Effect တွေမှာ Blur Effect မျိုးစုံရှိပါတယ်။အဲ့ဒီ Blur Effect တွေကိုကျွန်တော်နေရာအမှန်တမှာသုံးတတ်ဖို့အရေးကြီးပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ blur effect မျိုးစုံနဲ့သူ့ရဲ့အသုံးပြုပုံနဲ့အသုံးတည့်တဲ့နေရာလေးတွေဘယ်နေရာတွေမှာအသုံးချရမလဲမှန်မှန်ကန်ကန်အသုံးချရမလဲဆိုတာလေးကိုပြပြပြတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ Adobe X ကနေပြီးတော့မှအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်။အဲ့ကျွန်တော်နေနဲ့ဗီဒီယိုကွမ်းတန်လေးမတင်တာလဲကြာပြီပေါ့နော်။အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ ဝန်ထမ်းလေးကိုတတိကျကျလေးဒီ blur effect နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးပြတော့မှာဖြစ်ပါတယ်။နောက်ဒီ blur effect လို့ရှားလိုက်မယ်ဆိုရင်တော့ photoshop နဲ့ after effect မှာတော်တော်လေးမြန်မြန်ဆဆတွေ့ရပါလိမ့်မယ်။ effect လေးတွေပေါ့နော်။ premiere pro မှာဆိုရင်တော့ effect က3ခုလောက်ပဲရှိပါမယ်။အဲ့တော့ကျောက်ဒီ effect and preset မှာ blur လို့ရှာလိုက်မယ်ဆိုရင်ကျောက်ဒီမှာကြည့်လိုက်ပါ blur မျိုးစုံတွေ့ရလိမ့်မယ်အဲ့ဒီအမှာကျွန်တော်တို့အတုံးများတယ်အတုံးဝင်တယ်။ blur effect ၄ခုကိုပြပြပေးတော့မှာဖြစ်ပါတယ် ဲ့တော့ပထမဆုံးအနေနဲ့ဂါရှန်ဘလားအဖက်လေးကိုပြပြပေးချင်ပါတယ်ဒီကောင်လေးကအတုံးများဆုံးဘလားအဖက်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကိုဗန်နီယာတွေမှာအသုံးပြုလို့ရလဲဆိုတော့ကျွန်တော်ဒီမျက်နာဝါးတာတွေ background ဝါးတာတွေစင်ဆာဖြောက်တာတွေမှာလွတ်လွတ်ကူကူအသုံးပြုနိုင်ပါတယ်ကျွန်တော်ဒီ effect လေးကတခြားဘလား effect တွေနဲ့စာရင်ရှင်ကြည့်လိုက်မယ်ဆိုရင်တော့ graphic တိတ်ပြီးတော့မှမစားပါဘူးအဲ့ဒီကြောင့်မို့ပော့ပါပါနဲ့ဘလားလုံနိုင်မှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ဒီတခြားဘလား effect တွေဥပမာကျွန်တော်ဒီ camera lens blur ဆိုရင် effect တော်တော်လေးစားတဲ့ကောင် hardware တော်တော်လေးစားတဲ့ effect ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ version ဗလားလေးကိုအရင်ဆုံးဖွင့်ပြပါမယ်โอเคဒီကောင်လေးဖြစ်ပါတယ်တော့ကျွန်တော်ဒီဗလားတဲ့အမောက်ကိုညီညီညာညာနဲ့အကုန်လုံးကို evenly ဖြစ်အောင်ဗလားပေးထားတာဖြစ်တယ်ပေါ့နော်ဒါလေးကသူ effect ရဲ့အဓိကလှုပ်ဆောင်ချက်လေးဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်ဒီ effect လေးထည့်ပြီးသွားတဲ့အခါမှာ version ဗလား effect ကို blindness လေးကိုသင်ပြီးတော့မှကိုယ်စီကြိုက်ကစားလိုက်အောင်ပါပဲအဲကျွန်တော်ဒီပုံစံလေးပေါ့နော် သူရဲ့လှုပ်ဆောင်ခြင်းလေးကိုကျွန်တော်ဒီမှာတစ်ချက်ချက်လေးပါကျွန်တော်အပိတ်ဖွင့်လုပ်ပြမယ်။โอเคဒီလိုလေးပေါ့နော်။ခင်နောက်တစ်ခုကကျတော့ first box blah ဖြစ်ပါတယ်။ first box blah ဘယ်နေရာမှာအသုံးပြုလဲဆိုတော့ခုနကတော့အတိုင်းပါပဲ။ကျုပ်ဒီ blah effect တွေကို graphic ပို့ပြီးတော့မှ smooth ဖြစ်နေတဲ့အခါမှာကျွန်တော်စက်ကတိတ်ပြီးတော့မှမနိုင်တဲ့အခါမှာကျုပ်ဒီ gaussian blah တွေဆိုင်ဒီ effect ကိုအသုံးပြုရဖြစ်ပါတယ်။ကျုပ်ဒီ effect က gaussian blah နဲ့ရှင်မယ်ဆိုရင်ပို့ပြီးတော့မှ graphic စမှုနည်းပါတယ် ကျွန်တော်ခုနကပြောရလေမှာတော့လို့ပေါ့နော်ကာရှင်ဘလားတက်ဆိုင်ရင်ဒီ first box ဘလားဟာ effect ဘလား effect တွေထဲမှာမှာ graphic စာတာအနည်းဆုံးကောင်းလေးဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်ကလည်း sensor ဖြတ်တဲ့နေရာတွေ background ဝါတဲ့နေရာတွေမှာအများဆုံးအသုံးပြုပါတယ်။အဓိကတော့ကျွန်တော်ဒီမျက်နှာဝါတာတွေဒီ private area တွေကိုဖျောက်တဲ့နေရာတွေ privacy ဖျောက်တဲ့နေရာတွေမှာအသုံးအများဆုံးဖြစ်တယ်ပေါ့နော်။ကျွန်တော် ATF effect လေးကိုသုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ playback က smooth ဖြစ်ဖြစ်နဲ့ video editing ကိုစစ်ပြီးတော့မှလုပ်နိုင်မှာဖြစ်ပါတယ်။တခြား effect တွေထဲဆိုင်ဒီကောင်လေးက graphic စာမှု နည်းဆုံးဖြစ်တဲ့ကြောင့်မို့အတုံးများဆုံးကောင်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျုပ်ဒီဂါရှန်ဘလာတက်စာရင်တော့ဒီကောင်လေးကတော်တော်လေးအတုံးသေးပါတယ်ကျွန်တော်အဲ့ဒီကောင်လေးကိုဖွင့်ပြမယ်ကျွန်တော်ဒီ adjustment လေးရမှာအသုံးပြုထားပါတယ်ဒီကောင်လေးပေါ့နော်ကျုပ်ဒီမှာဆိုရင်လည်း Facebook ဘလာလို့ရှာပြီးတော့မှထည့်လိုက်မယ်ဆိုရင်သူရဲ့ blur radius ကိုကျုပ်ဒီမှာလွယ်တကူတင်နိုင်တယ်ပြီးတော့ယင် iteration ပေါ့နော်ကျုပ်ဒီကောင်လေးကကျတော့ blur အမောက်ပို့ပြီးတော့မှမမြင်ရအောင်အဲကျွန်တော်ဒီနောက်ကကောင်ကိုရွေးရှားပေးတာဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်ကျွန်တော်ပို့ပြီးတော့မှမမြင်ရအောင်ပဲ အဖြောက်ပြေးတဲ့သဘောပုံစံမျိုးဖြစ်တယ်ပေါ့နော်ဘာမှတော့တွေ့တူတူမရှိဘူးအဲ့တော့ဒီမှာဆိုရင်စက်တင်နှစ်ခုရှိမယ် iteration နဲ့ blur radius ပါအဲ့တော့ကျွန်တော်ဒီ gaussian blur တက်စာရင်ဘယ်နေရာမှာပို့ပြီးကောင်းသွားလဲဆိုတော့ကျွန်တော်ဒီ gaussian blur effect ကဝါးကျင်နေဆိုရင်ကျွန်တော်ဒီ blurness ကိုတော်တော်လေးသင်ရတယ်အဲ့ဒီအခါမှာကျွန်တော်ရဲ့စိတ်ရဲ့ graphic ကိုအဲပို့ပြီးတော့မှစားစီတာဖြစ်ပါတယ်အဲဆိုကြပါစို့ပေါ့နော်ကျုပ်ဒီမျက်နှာလေးဖြောက်တဲ့အခါမှာ Gaussian Blur Effect နဲ့ဖြောက်မယ်ဆိုရင်မျက်နှာအောင်မမြင်ရအောင် ဲ့ဒီ blindness ကိုတော်တော်လေးသင်ရပါလိမ့်မယ်။ဒါဒီ first part blind မှာဆိုရင်เนาะ blindness ကိုသိပြီးသင်ရမှာမလို့တုံးဆက်လောက်ပဲထားလို့ရတယ်။ပြီးတော့ရင် iteration ကိုတစ်ဆက်လောက်ထားလိုက်လို့ရပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်ခုနှိုင်းရှင်ကြည့်လိုက်ပါ။အဲဒီကောင်လေးကပို့ပြီးတော့မှဝါးနေတာကိုတွေ့ရပါလိမ့်မယ်။အဲတော့ကျွန်တော်တို့ effort လည်းသိပြီးတော့မှမစားဘူး။ကျွန်တော်ရဲ့ဒီ privacy area တွေကိုလည်းလွတ်လပ်ကူကူနဲ့အမြန်ဆုံးဖြောင့်နိုင်မှာဖြစ်ပါတယ်။ဒါလည်းရတော့ကျွန်တော်ဒီ effort လေးအသုံးဝင်မှုဖြစ်ပါတယ်။ ဒါကျွန်တော်နောက်တစ်ခုကြံခဲ့လို့ပေါ့နော်ကျောက်ဒီ Gaussian Blur ကိုဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုတော့ကျောက်ဒီ Glass Effect လိုမျိုးပုံစံနဲ့ Motion Graphic အသုံးပြုလုပ်တဲ့နေရာတွေမှာအဲဒီကောင်လေးကိုလည်းများများဆဆအသုံးပြုတာကိုတွေ့ရပါလိမ့်မယ်။ကြည့်နောက်တစ်ခုကကျတော့ Directional Blur ပေါ့နော်။ Directional Blur ဆိုတဲ့အတိုင်းပဲသူ Blur လုပ်တဲ့အခါမှာအဲ Direction Align Blur ပြုတာဖြစ်ပါတယ်။ဥပမာဆိုရပါစို့ကျွန်တော်ဒီကောင်လေးကို Zoom ချပြမယ်။ကျောက်သူ့ရဲ့ Setting မှာဆိုရင် Blur ရဲ့ Direction ကိုပြောင်းလို့ရတယ်။ ရုပ်ဒီမှာကြည့်လိုက်ပါ။ဗလာတဲ့ကောင်လေးကဒါရိုက်ရှင်လေးပြောင်းတော့ဖြစ်ပါတယ်။ရန်နေပြီးတော့မှကျွန်တော်ဒီဘက်ကိုရွှေ့ပြမယ်။ကဲဒါဆိုရင်ကျွန်တော်ဒီဘက်ကိုအဲဗလာ drive ပေါ့နော်။အဲ့လိုပုံစံလေးဖြစ်ပါတယ်။ဟိုမြင်ရလားမသိဘူးနော်။ကျွန်တော်ဒီဗလာတဲ့ကောင်လေးကိုတခြားကြည့်လိုက်ပါ။ဘယ်ညာပြောင်းတော့တော့တွေ့ရပါလိမ့်မယ်။ကဲ360 degree ကိုစိတ်ကြိုက်လှဲလို့ရရပေါ့နော်။အဲ့တော့အောက်ကိုဗလာမလား။ဒီဘက်တစ်ဆောင်ဗလာမလား။အဲကိုစိတ်ကြိုက်ဗလာလို့ရတဲ့ effect လေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ directional block ကိုဘယ်နေရာတွေမှာအတုံးအများဆုံးလဲဆိုတော့ motion blur တုံးတဲ့နေရာမှာအသုံးပြုပါတယ်အဲ့တော့ motion blur ဆိုတာတော့ကျွန်တော်တို့ဒီဖုန်းနဲ့အရင်ဆုံးကိုယ့်ရဲ့လက်ကိုဗီဒီယိုအရင်ဆုံးရိုက်ကြည့်လိုက်ပါကျွန်တော်လက်ကိုလှုပ်ကြည့်လိုက်ပါလက်ကိုလှုပ်တဲ့အခါမှာ blur effect ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် motion blur လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့တချို့ဗီဒီယိုတွေမှာ motion blur မပါခဲ့ဘူးကျွန်တော်အနေနဲ့ motion blur လေးထည့်ခြင်းနဲ့အဲ့လိုအခါမှာကျွန်တော်ဒီ effect လေးကိုအသုံးပြဖြစ်ပါတယ်အဲ့တော့ပို့ပြီးတော့မှရှင်းတော့အောင်ကျွန်တော်အနေနဲ့ဒီချာလေးရှင်းပြပေးချင်ပါတယ်ကျွန်တော်ဒီမှာ sequence edit တစ်ခုထပ်ဖွင့်လိုက်မယ် sorry composition edit ခုပေါ့နော်ပြီးတော့ရင် shape လေးဆွဲလိုက်မယ်ကျွန်တော်ဒီကောင်ကို position နဲ့ပြန်နေပြီးတော့မှကျွန်တော်ဒီဘက်ကိုရွှေ့လိုက်မယ်အဲ sorry ကျုပ်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဘာ motion ဘလားမှမပေါ့ဘူးကျွန်တော်အပြင် မှာကြည့်လိုက်မယ်ဆိုရင်ပစ္စည်းတွေရွေးရှားတဲ့အခါမှာဝါရတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့အလွယ်ကူဆုံး motion ဘလားလို့တတ်မှတ်တာဖြစ်တယ်ပေါ့နော်ကျုပ်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဘာ motion ဘလားမှမပါတာကိုတွေ့ရပါလိမ့်မယ်ကျုပ်ဒီမှာကြည့်လိုက်ပါဒေကြီးပဲပေါ့နော်အဲ့တော့ကျုပ်ဒီကောင်လေးကို motion ဘလားထည့်ချင်နေဆိုရင်ကျွန်တော်ဒါလေးကိုဖွင့်လိုက်ရရတယ်ကျုပ်ဒီမှာပြန်ကြည့်လိုက်ပါဒါဒါဆိုရင်ဘလားဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ကျုပ်ဒီမှာကြည့်လိုက်ပါအဲနည်းနည်းလေးဝါရတာပေါ့နော် direction နဲ့ဘလားဖြစ်တယ် ယုတ်ဒီအန်ကယ်မှာဆိုရင်တော့အဲ left နဲ့ right ကိုအန်ကယ်တွားထားတာကိုတွေ့ရပါလိမ့်မယ်ဒါလေးက traditional blur ပါကျွန်တော် motion blur effect ကိုဖျောက်ပြမယ်အဲကျွန်တော်ဒီမှာဆိုရင်ဒီ movement မှာဘာ blur မှမပါတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကို motion blur လို့အလွယ်ကူဆုံးသတ်မှတ်လို့ရပါတယ်ခဲအဲ့တော့ကျွန်တော်ခုနကတော့ဒီ traditional blur ရဲ့အသုံးပြုပုံလေးကိုထပ်ပြီးတော့မှပြောပြပေးခြင်း ਨੇ ကျွန်တော်ဒီ video ရိုက်တဲ့အခါမှာ motion blur ပါမလာဘူး motion blur တချို့ video မှာဆိုရင်ပါတော့ပါလာတယ်ဒါပေမဲ့ viewer တွေကျေနပ်လောက်အောင် တိကျကျလေးအစမှုဖြစ်တဲ့ motion blur ပါမလာဘူးပေါ့နော်အဲ့ဒီခါမှာကျွန်တော်ဒီ effect လေးကိုအသုံးပြုပြီးတော့မှပိုပြီးကောင်းမွန်တဲ့ motion blur effect ပုံစံလေးရအောင်ဖိုင်တိကျတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ advanced course ထဲမှာဆိုရင်လည်း car speed run လုပ်တဲ့ video လေးအဲပြီးထားရပေါ့နော်အဲ့ဒီ video မှာဆိုရင်ကျွန်တော် motion blur တိတ်ပြီးတော့မှပါမလာဘူးအဲ့တော့ကျွန်တော်အနေနဲ့ fake motion blur အနေနဲ့ဒီ traditional blur လေးကိုအသုံးပြုပြီးတော့မှ motion blur ထည့်ခဲ့တဲ့ကောင်လေးကိုကျွန်တော်ဒီစာလေးပြပြခဲ့တယ်ပေါ့နော်ဒါလေးက advanced course ကတင်ခန်းစာလေးပါ ဲ့တော့ကျွန်တော်ဒီကောင်းလေးပြောရင်းနဲ့သလက်စာကြော်ညာလေးဝင်ချင်ပါတယ်ကျောင်းစီမှာဗီဒီယို edit ညအခုမှစပြီး basic ကနေပြီးတော့မှ advanced level တိလေ့လာခြင်းနဲ့တွေ့အတွက် basic to advanced course လေးရှိပါတယ်အဲ့တော့ကျွန်တော်နောက်ပိုင်းကျရင်သင်ခန်းစာ update ပြုလုပ်ပြီးတော့မှ maintenance fee လေးမပြောင်းခင်မှာအခုခဲစားကျွန်တော် join ထားဖို့အကြံပေးချင်ပါတယ် okay အဲ့တော့ကျွန်တော်ဒီ tutorial လေးကိုပြန်ပြီးတော့မှသွားကြည့်လိုက်ရအောင်နောက်ဆုံးတစ်ခုကကျတော့ camera lens blur ဖြစ်ပါတယ်ဒီကောင်းလေးပါကျွန်တော်ဒီကောင်းလေးကိုလည်း motion graphic တွေအသုံးပြတဲ့အခါမှာအသုံးပြနိုင်ပါတယ် ိုင်မဲ့ကျုပ်ဒီဂါရှန်ဘလားနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ကျုပ်ဒီကင်မရာလန်စ်ဘလားက graphic တော်တော်လေးကိုစားပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ personal အရဆိုရင်တော့ဒီကင်မရာလန်စ်ဘလားတုံးမဲ့စားဂါရှန်ဘလားကိုပဲအသုံးပြုပါတယ်ပေါ့နော်လိတ်ပြီးတော့မှဘာမှကိုယ်ခွဲပြပြရတော့ရှိတာမဟုတ်ပါဘူးအဲ့တော့ကင်မရာလန်စ်ဘလားရဲ့ဘလားပုံစံဘယ်လိုလဲဆိုတော့အဲကျုပ်ဒီကင်မရာနဲ့ဗီဒီယိုရိုက်တဲ့အခါမှာဗီဒီယိုရိုက်တာပဲဖြစ်ဖြစ်သဘုံရိုက်တာပဲဖြစ်ဖြစ် object တစ်ခုကို focus လုပ်လုပ်လိုက်တဲ့အခါမှာနောက်ကကောင်းတဲ့ဝါးတော့တော့တွေ့ရပါလိမ့်မယ် ဲ့တော့ကင်မရာနဲ့မယုံဘူးဆိုရင်ကျွန်တော်ဒီ portrait mode နဲ့ရိုက်ကြည့်လိုက်ပါတော့ကျွန်တော်ဒီ object လေးကကြည့်ပြီးတော့မှနောက်ကဝါးသွားပါလိမ့်မယ်အဲ့တော့ရှေ့ကြည့်နောက်ဝါးအဲ့လိုမျိုးဝါးသွားတဲ့ effect လေးကိုကင်မရာ lens ကြောင့်ဝါးသွားတဲ့ effect လေးကိုကျွန်တော်ဒီ camera lens blur လို့ခေါ်တာဖြစ်ပါတယ်အကြောဒီမှာဆိုရင်လည်း setting တွေမျိုးစုံချိန်လို့ရရပါတော့ aspect ratio တွေ roundness တွေအဲကျွန် shape ပုံစံတွေချိန်ကြည့်လို့ရပါတယ်အဲတော့ camera style blur တဲ့ပုံစံ camera style ဝါးတဲ့ပုံစံလေးဖြစ်ပါတယ်ဒါလေးကဒီ effect ကိုအလွယ်တကူမှတ်လို့ရပါတယ် ယ်ဥပမာအနေနဲ့ကျွန်တော်ဒီကောင်လေးနဲ့နမူနာပြမယ်။အဲကျောက်ဒီမှာဆိုရင်ကင်မရာဒီမှာရှိမယ်။ဒီအလေးကကောင်လေးကကျတော့ focus point လေးပေါ့နော်။ကျောက်ဒီအရှိမလူရှိမယ်ဒီနောက်မှာ တောရှိမယ်။အဲ့တော့ကင်မရာမှာမြင်ရတဲ့ကောင်လေးကဒီဘက်က view လေးဖြစ်ပါတယ်။ဒါကျွန်တော်ဒီမှာဒီ focus point လေးကိုလူစုရအောင်နင်းလိုက်မယ်။အပြည့်တော့ကျွန်တော်ဒီ aperture နဲ့ blur level ကိုတင်ပြပါမယ်။အဲကျောင်းဒီမှာကြည့်လိုက်ပါ။ ဒီ focus point ရောက်တဲ့နေရာလေးကပဲကြည်ပြီးတော့မှဂျန်နဲ့ကောင်တွေကဝါရတာတော့တွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ focus point ကိုပြန်ပြီးတော့မှပြင်လိုက်မယ်ကျွန်တော်ဒီ focus point ကိုဒီရှေ့ဆုံးအသစ်ပင်တွေပေါ်မှာထားလိုက်ပါမယ်ပေါ့နော်အဲ့တော့ focus distance ကောင်တပင်ပေါ်မှာတင်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ပါအဲတပင်အားကြည်ပြီးတော့မှနောက်ကောက်ကောင်တွေဝါရတာကိုတွေ့ရပါလိမ့်မယ်။အဲတော့ကျုပ်ဒီဝါရတဲ့ effect လေးကို camera lens blur လို့ခေါ်တာဖြစ်တယ်ပေါ့နော်။ effect တွေထဲမှာဆိုရင် graphic တော်တော်လေးကြီးတဲ့ effect လေးဖြစ်ပါတယ်။ အဲ့တော့အလားတူပဲကျွန်တော်ဒီ after effect မှာဆိုရင်ဒီ camera option လေးနဲ့ဒီကောင်လေးကိုအဲ camera lens blur effect မလို့ပဲနဲ့ bedding ကစားလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီ premiere pro မှာဒီလိုမျိုးအဲ foreground background ခွဲပြီးတော့မှ video တွေ edit ချင်တဲ့အခါမှာတနည်းအားဖြင့်ကျွန်တော်ဒီ after effect ထဲလည်းမတော်ချင်ဘူး premiere pro မှာပဲ fake camera effect လုပ်ချင်တဲ့အခါမှာကျွန်တော်ဒီ camera lens blur လေးကိုအသုံးများပါတယ်အဲ့တော့ပြောချင်တဲ့ဘောနားလည်မဲ့တင်တယ်ပေါ့နော် premiere pro မှာကျွန်တော်ဒီလိုမျိုးရှေ့တွေနောက်တွေခွဲလို့မရဘူး ဒါကြောင့်အနေနဲ့လည်းဒီလိုမျိုးဗီဒီယိုလေးဖိနှိပ်ခြင်းနဲ့အဲဒီခါကျရင်ဒီလေယာဉ်သုံးခုခွဲပြီးတော့မှနောက်ဆုံးကလေယာဉ်မှာကင်မရာ lens blur effect လေးထည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးပုံစံလေးကိုသူတင်မတိန်တထေရာတဲ့ရရှိမှာဖြစ်ပါတယ်ပေါ့နော်။ဒါလည်းတော့ကျွန်တော်ဒီကင်မရာ lens blur ရဲ့အသုံးပြုပုံအသုံးဝင်ပုံလေးဖြစ်ပါတယ်။โอเคအဲ့တော့ကျွန်တော်ဒီကောင်လေးကုန်းလုံးကိုရေဘူးကအပြင်အချင်းချင်းပြန်ပြီးတော့မှပြပြပေးချင်ပါတယ်။ဒီကောင်လေးတွေက blur effect ဒီမှာအသုံးများတဲ့ blur effect ၄ခုဖြစ်ပါတယ်။ပထမဆုံးကောင်ကကျတော့ version blur ဖြစ်ပါတယ်။ကျွန်တော်ဒီကောင်လေးကိုဘယ်နေရာမှာအသုံးပြုလဲဆိုတော့ motion graphic ပြုလုပ်တဲ့အခါတွေပြီးတော့ရင်ကြောက်ဒီမျက်နှာဝါးတာတွေ identity ဖြောက်ကျင်တဲ့အခါမှာအသုံးပြုပါတယ်ဒီကောကျတော့ first box blur ဖြစ်ပါတယ်ဒီကောကျတော့ effect တွေထဲမှာ blur တနည်းအားဖြင့် blur effect တွေထဲမှာ graphic အ ਨੇ ဆုံးကောင်းလေးဖြစ်ပါတယ် graphic တိတ်မစားတဲ့ကောင်းလေးဖြစ်တယ်ဒီကောင်လေးကိုလည်းကျွန်တော်တို့ဒီ identity ဖြောက်ကျင်တဲ့နေရာတွေ privacy ဖြောက်ကျင်တဲ့နေရာတွေမျက်နှာဝါးတဲ့နေရာတွေ computer တိတ်ပြီးတော့မှမကောင်းတဲ့အခါမှာကျွန်တော်ဒီကောင်လေးကိုအသုံးပြုပါတယ် နောက်ဆုံးအခု directional blur ကြတော့ motion blur အစားအသုံးပြုတာဖြစ်ပါတယ်။ရုပ်ဒီ video တွေမှာ motion blur effect တိတ်ပြီးတော့မှပါမလာဘူး။ဒါမှမဟုတ်မှားပြီးတော့မှရိုက်မိတဲ့အခါမှာ fake motion blur အနေနဲ့ထည့်ချင်တဲ့အခါမှာရုပ်ဒီ directional blur လေးကိုအသုံးပြုတာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ camera lens blur ဖြစ်ပါတယ်။ဒီကောင်လည်းကျွန်တော်ဒီ motion graphic တွေထည့်တဲ့အခါမှာအသုံးပြုနိုင်တယ်။ glass effect ပုံစံမျိုးလေးတွေလုပ်တဲ့အခါမှာလည်းအသုံးပြုနိုင်တယ်။ပြီးတော့ရင်ကျောက်ဒီ fake camera blur လုပ်တဲ့အခါမှာဒီကောင်လေးကိုအသုံးပြုတာဖြစ်ပါတယ်။ကျောက်ဒီ video လေးကို like subscribe လေးလုပ်ခဲ့ဖို့ အောင်ဆိုချင်ပါတယ်ကျွန်တော်နောက်ထပ် tutorial လေးတွေမှာလည်းပြန်ပြီးတော့မှအားလုံးနဲ့တွေ့ချင်ပါတယ်